လာမယ့်တကြံကာလအတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းလုံချုံရေးအင်အား8000ခန့်အသုံးပြုသွားမှာဖြစ်တယ်လို့လုံချုံရေးနဲ့နေဆက်အေးရဝင်းကြီးဗမူကြီးတရားထုံးကပြောပါတယ်။မက်စလာ29ရက်နေ့မနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ချုပ်မှတကြံပွဲတော်အတွက်အေးချမ်းစွာရေကစားနိုင်ရေးအတွက်မူကင်းကျူတင်ကာကွယ်ခြင်းနဲ့လုံချုံရေးဆောင်ရွက်လုပ်ငန်းများညှိနှိုင်းအစည်းအဝေးမှာပြောခဲ့တာဖြစ်ပါတယ်။ဒီသတင်းကိုတော့11ရုပ်သက်သတင်းထောက်ကအခုလိုပဲသွားဖို့သတင်းရယူထားပါတယ်။ မကြခင်ရောက်ရှိလာတော့မယ်တကြံကာလာနဲ့ပတ်သက်တဲ့လုံခြုံရေးကိုအစီအနိုင်အစည်းအဝေးတစ်ခုကိုဒီကနေ့မတ်လ29ရက်မနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမှပြုလုပ်ခဲ့ပါတယ်။တကြံကာလာမှာရန်ကုန်မြို့တွင်းအများပြည်သူများအေဂျင်တာဆိုရေကစားနိုင်နေတဲ့လုံခြုံရေးနဲ့မှုကင်းချုပ်တင်ကာခွဲတာစီတို့အတွက်ကိုရဲတပ်ဖွဲ့ကအဓိကထားလှုပ်ဆောင်သွားမှဖြစ်ပြီးတကြံတွင်းလုံခြုံရေးကိုတော့ရဲတပ်ဖွဲ့အင်အား9000ပြည်အခြားဖွဲ့စည်းတီးတီးနဲ့လည်းပေါင်းစပ်လုပ်ကိုင်သွားမှဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုတော့နယ်လုံးဝန်ကြီးအပါအဝင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကအစီအမင်းရဲရာရှိတွေခရိုင်မြို့နယ်ကရဲရာရှိတွေပြင်အခြားအဖွဲ့စည်းတီးတီးကတက်ရောက်ဆွေးနွေးကြကြတာလည်းဖြစ်ပါတယ်။ ဒါမဲ့တကြံမှာရေကုန်မျိုးတွင်ရေကစားကြမဲ့ပြည်သူတွေအနေနဲ့ဘေးကင်းလုံခြုံစွာရေကစားဖို့နဲ့အမှုခင်းမဖြစ်ပွားစေဖို့ရဲတပ်ဖွဲ့ကအထူးကလှုံ့ဆော်မှာဖြစ်ပြီးလုံခြုံရေးအင်အားကို8000ဝန်းကျင်ထိအသုံးပြုသွားမှာဖြစ်တယ်လို့လုံခြုံရေးနဲ့နှက်ဆက်ရေးရဝန်ကြီးဘုံမူကြီးတရားထွန်းကအခုလိုပဲပြောပါဗျာ။နောက်လုံခြုံရေးအင်အားအနေနဲ့ကတော့ခုနကရေမှုချုပ်ဝန်ထမ်းလည်းပြောဖြစ်ပါတယ်။အားလုံးကျွန်တော်တို့ရဲတပ်ဖွဲ့အင်အားနဲ့9000ကျော်ဖြစ်ပါတယ်။ခုနကမိသားက1000ကျော်ရင်းနေရလည်း1000ကျော်နောက်တော့မှထွေရုပ်တို့ကျန်တဲ့ချက်ချင်းတို့အားလုံးပေါင်းလိုက်ရင်ကျွန်တော်တို့ဒီ8000ကျော်8000နီးနီးနဲ့ ဒီရောင်နိုင်ဒေတာရေးတကြံကာလရဲ့လုံခြုံရေးကိုကျွန်တော်ပြည်သူလူထုအားလုံးကိုပျော်ရွှင်ချမ်းမြေ့သွားတဲ့ပြဿနာတစုံတရာမဖြစ်အောင်တော့ကျွန်တော်စီမံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ပြောလိုပါတယ်။နောက်ပြီးတော့ဆက်ပြီးပြောချင်တာကတော့ကျွန်တော်မန်တက်လိုက်လုံခြုံရေးဝန်ထမ်းများအဲမန်တက်တာဝန်ခံများဒါလည်းပဲကျွန်တော်အသီးခြားအကျွန်တော်တို့ခေါ်ပြီးတွေ့ဆုံမှာကြမှာဖြစ်ပါတယ်။မန်တက်လိုက်လိုက်နာမယ်စီကံချက်တွေနောက်လုံခြုံရေးဆိုင်ပိုင်းဆိုင်ရာကြိုးပမ်းမှုရှိစေတဲ့အတွက်ကာကွယ်ရေးတွေဒါတွေလည်းအသီးခြားကျွန်တော်ခေါ်မှာကြသွားမှာဖြစ်ပါတယ်။ ။လာမယ့်ကြံမှာလုံချုံရေးကိုအဓိကနေရာများမှာအင်အားကိုအဓိကထားအသုံးပြုမှာဖြစ်သလိုဖျားများအပန်းဖြေနေရာများစစ်ရုံများကိုလည်းလုံချုံရေးရောက်ယူပြီးသွားမှာဖြစ်ပြီးရဲအင်အားကို9000လောက်အထိအသုံးပြုမှာဖြစ်ပြီးတော့ကြံမိတ်ဖက်အင်အားတွေနဲ့ပေါင်းပြီးလုံချုံရေးကိုအလေးထားဆောင်ရွက်သွားမှာဖြစ်တယ်လို့အဲ့ဒီအစည်းအဝေးမှာပြောကြားပါတယ်။ အဲ့ဒီအစည်းအဝေးကိုတော့လုံခြုံရေးနဲ့၂၈ရာဝန်ကြီးရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကအစစ်မြေအရာရှိများခရိုင်နဲ့မြို့နယ်အသီးသီးကရဲအရာရှိများမိသက်ရင်ထိတ်မှအရာရှိများနဲ့အခြားအဖွဲ့အစည်းအသီးသီးကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။